ပါဒီနေ့2025ခုနှစ်နိုဝင်ဘာလ23ရက်တနင်္ဂနွေနေ့ Federal FN ရဲ့အပတ်စဉ်တန်ဘို Greeny တင်ပူပေါင်းထုတ်လွှင့်မှုတွေကိုတင်ဆက်ပေးပါမယ်ဒီတစ်ပတ်မှာတော့ SSPB SSA ထိန်းချုပ်ဒေတာမိုင်းအောင်နဲ့ဂျေဒီမြို့နယ်တွေမှာကြားဖြန့်လုပ်ကိုင်သူအများပြားရောက်ရှိနေတဲ့တဲ့တင်မော်ချီကိုစစ်ကောင်စီဘုံကျဲလို့ပြည်သူ၅ဦးတည်ဆုံတဲ့တဲ့တင်နဲ့ လာရှိုးမြို့ပြင်မှာစစ်ကောင်စီနဲ့ကိုကန်တက်တို့စစ်ရေးဆက်လက်တင်းမာနေပြီးနန်းပေါင်နဲ့တန်လွင်ရွာတွေမှာ ကိုကန်တက်ကစစ်အားထပ်ဖြစ်နေတဲ့သတင်းတွေပါဝင်တပတ်တွင်ထူးခြားသတင်းတွေကိုကြားကြပါပါပထမဆုံးအနေနဲ့တအန်းဒေတာရင်းသတင်းတွေကိုတင်ဆက်ပေးချင်ပါတယ်စစ်ကောင်စီတက်ရဲ့တက်ဆုတ်ခိုင်းမှုကြောင့်ရှမ်းမြောက်လာရှိုးမြို့ပြင်မှာစစ်ကောင်စီနဲ့ကိုကန်တက်မတော် MMDA တို့ကြားစစ်ရေးဆက်လက်တင်းမာနေတယ်လို့ရွှေပြည်မြေကစုံစမ်းသိရှိရပါတယ်စစ်ကောင်စီဘက်က ကိုကန်တက်ကိုလာရှိုးတီဘောလမ်းပိုင်းမှာရှိတဲ့တက်တွေကိုပြန်ဆုတ်ခိုင်းနေပြီးကိုကန်တက်တွေဘက်ကတော့စစ်ကောင်စီရဲ့တောင်းဆိုချက်ကိုလက်မခံဘဲနဖတ်တက်တွေကြားစစ်ရေးတင်းမာမှု ဖြစ်ပေါ်နေတာဖြစ်ပါတယ်။ဒီအပိုင်းတွင် လာရှိုးမြို့ပြင်နန့်ပောင်းတဲ့တန်လွင်ရွာတွေမှာ ကိုကန်တက်ဘက်ကစစ်အားထမှန်တိုးချဲ့ထားတယ်လို့လာရှိုးမြို့မှာရှိတဲ့စစ်ရေးသတင်းရင်းမြစ်တူကရွှေပြည်မျိုးကိုပြောပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ17ရက်နေ့ကလာရှိုးမြို့မှာ ကိုကန်တက်နဲ့ MMDA တို့တွေ့ဆုံခဲ့ပြီ စစ်ကောင်စီတပ်ဘက်ကတက်ဆုတ်ခိုင်းမှုပြန်ဆိုပေမဲ့ကိုကန့်တက်ကလက်မခံပဲစစ်တုပ်ပန်း200ကျော်သာပြန်လွတ်ပေးခဲ့ပါတယ်။ရွှေနွေပွဲပြီးဆုံးပြီးတဲ့နောက်လာချိုးတီဘောလမ်းမိုက်မှာကိုကန့်တက်နဲ့ MMDA တို့ကြာစစ်ရေးတင်းမာမှုပြန်လည်ဖြုတ်ပွားခဲ့ပြီးဒီဘောတရားကိုနှစ်ဖက်တက်တွေကတပတ်ကျော်ကြာအထိပိတ်ထားခဲ့ပါတယ်။တရုတ်နိုင်ငံရဲ့ဂျာဝင်မှုနဲ့စစ်ကောင်စီတက်ဟာလာချိုးမြို့ပေါ်ကို ပြန်လည်ရရှိထားပြီးအရေးပါတဲ့တီဘောလာချိုးလမ်းမိုက်ကိုတော့ကိုကန့်တက်ကသာထိန်းချုပ်ထားတာဖြစ်ပါတယ်။ တန်းပြည်ပညာရေးကောင်စီ TNEC ကဥဆောင်ဖွင့်လှစ်တဲ့တန်းပညာရေးအကယ်ဒမီကျောင်း TEA ရဲ့ပတ်စဉ်တက်ကကျောင်းသူကျောင်းသား139ဦးကိုပညာရေးဒီပလိုမာအဖွဲ့ပေးအပ်ခဲ့ပါတယ်။ကျောင်းသား26ဦးနဲ့ကျောင်းသူ62ဦးစုစုပေါင်း139ဦးကိုနွေမာလာ20ရက်နေ့ကတန်းဒေတာတနေရာမှာဒီလိုဒီပလိုမာအဖွဲ့ပေးအပ်ပြီးအခမ်းအနားကိုကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ TNEC ကဖွင့်လှစ်ထားတဲ့အခြေခံပညာစာသင်ကျောင်းတွေမှာ ဆရာဆမအဖြစ်တနှစ်ကြာတာဝန်ထမ်းဆောင်ခဲ့ပြီးတဲ့နောက်အခုလိုပညာရေးဒီပလိုမာပွဲပေးရခဲ့တာဖြစ်ပါလေ။တနင်္လာနေ့ခန္ဓာကိုပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦးတန်းမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF TNL ရဲ့ထွေထွေတွင်ရင်မူဗိုလ်ချုပ်တာဖုံးကျော်စစ်ဦးစီးချုပ်ဗိုလ်ချုပ်တာဟုပလန်အထွေထွေတွင်ရင်မူနှင့်ဗိုလ်မှူးကြီးတာပန်လာတအံ့ရက်ဖက်ဖွဲ့စည်းနေ TNLC ပါဝင်ဒေသခံလူထုတထောင်ခန့်တက်ရောက်ခဲ့ကြပါလေ။ဒီရေဘတ်စင်နှင့် တင်နန်းစင်ပွဲကိုပြီးခဲ့တဲ့2025ခုနှစ်ဧပြီလ20ရက်နေ့မှာကျင်းပပြုလုပ်ခဲ့ပြီးတင်နန်းသူတင်နန်းသား295ဦးတက်ရောက်အောင်မြင်ခဲ့ပါသည်အပတ်စဉ်သုံးဒီပလိုမာတင်နန်းကိုလာမယ့်နိုဝင်ဘာလမှာစတင်ဖွင့်လှစ်မှာဖြစ်ပြီးလူဦးရေ150လက်ခံတင်ကြမှာဖြစ်တယ်လို့ဒီအကြောင်းရဲ့တာဝန်ရှိသူတူကပြောပါတယ်ဒီဒီပလိုမာတင်နန်းကိုနှစ်နှစ်ကြာတက်ရောက်အောင်မှာဖြစ်သလိုတက်ရောက်အောင်မြင်သူတွေဟာ TLEC ဖွင့်လှစ်ထားတဲ့စာတင်ကြောင်းတွေမှာအနည်းဆုံး၃နှစ်ပြန်လည်တာဝန်ထမ်းဆောင်မှာဖြစ်ပါတယ်။ဆလဘီ Greening Data တွင်တည်နေကိုတင်ဆက်ပေးချင်ပါတယ်။ဒါမဲ့2029ခုနှစ်အတွင်းမှာ Greeny တောင်သူတွေကိုစဘာမျိုးကမျိုးတန်းတွေဖြန့်ဝေနိုင်အောင်လှုပ်ဆောင်နေတယ်လို့ Greeny ပြည်ဂျာကလာအုပ်ချုပ်ရေးကောင်စီ IEC စိုက်ပျိုးရေးမွေးမြူရေးနဲ့ဆယ်မြောင်းဌာနရဲ့ဒုဌာနမှူး1ကိုတင့်ဆွေက Federal Fund ကိုပြောပါတယ်။ စစ်တပ်ကနေအာဏာသိမ်းပြီးတဲ့နောက်ဂရင်းနီပြည်တွင်းတောင်သူတွေအများစုဟာကိုချံကိုစဘာမျိုးစနစ်တွေနဲ့သာတောင်းနေရတဲ့အတွက်စဘာမျိုးမတန်တာတွေကြုံတွေ့လာရတယ်လို့သူကဆိုပါတယ်စဘာမျိုးကောင်မျိုးတန်ကိုလာမယ့်2026ခုနှစ်နှစ်စပိုင်းလောက်မှာစတင်ထုတ်လုပ်ပြီး2029ခုနှစ်အတွင်းမှာတော့တပြည်နယ်လုံးကိုဖြန့်ဝေနိုင်ဖို့ရထားတယ်လို့သိရပါတယ်2026စောပိုင်းကာလမှာစတင်ထုတ်ပေးနိုင်မှာဖြစ်ပြီး လာမယ့်2029ခုနှစ်မှာဂရီနီကပြည်သူတိုင်းဒီပါမျိုးကောင်းမျိုးတန်ပြန်ဆိုင်နိုင်ဖို့ရားထားတယ်လို့ကိုတင်ချူကပြောပါရီဒါအပြင် IEC ရဲ့စိုက်ပျိုးရေးမွေးမြူရေးနဲ့ဆယ်မြောင်းဌာနကနေလဲတောင်သူလယ်သမားတွေလေယာစိုက်ပျိုးတဲ့အခါမှာဓာတုတက်မြေဩဇာတွေဓာတုပေါင်းသက်ဆေးတွေတုံးဆက်တာတွေကိုရှော့ချစေနိုင်ဖို့အတွက်ကြိုးပမ်းနေတယ်လို့လည်းသိရပါတယ်။ Greeny ပြည်တွင်းမှာဆိုရင်စပားစိုက်ပျိုးတာကကျေးရွာတိုင်းမှာရှိတဲ့ပြည်သူလူထုတွေရဲ့အဓိကလုပ်ငန်းတစ်ခုဖြစ်ပြီး ကျောက်စုကနေအနာသိမ်းပြီးတဲ့နောက်မှာကြေးရွာတချို့တွေမှာနှွေစပါးစိုက်ပျိုးတာတွေကိုလှုပ်ဆောင်ခဲ့ကြပါတယ်။နှွေမာလာ21ရက်နေ့က Greeny B ဖားဆောင်မြို့နယ်မော်ချီတတကိုစစ်ကော်မရှင်တပ်ကလေရင်နဲ့ပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူ9ဦးသေဆုံးခဲ့ပြီး9ဦးထပ်မံတဲ့ဒဏ်ရာရရှိခဲ့တယ်လို့ကယ်ဆယ်ရေးလှုပ်ဆောင်သူတူဦးထံကနေသိရပါတယ်။ စစ်ကောင်စီတပ်ကမော်ချီဒေသအတွင်းမှာရှိတဲ့နေရာ၃နေရာကိုပုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီပုံကျဲခဲ့တဲ့နေရာကသွာလာရခက်ခဲတဲ့နေရာဖြစ်ပြီးဒီထက်က KD ဒေသမှာ၅ဦးသေဆုံးပြီး၅ဦးထက်ဒဏ်ရာရရှိခဲ့ကနှစ်ဦးကစိုးရင်ရတယ်လို့ကဲဆယ်လှုပ်ဆောင်သူကဖက်ဒရယ်ဖန်ကိုပြောပါတယ်။ဒေဆုံးသူတွေဟာခဲချင်းမှာလှုပ်လှုပ်ခိုင်းနေတဲ့ခဲလုတ်သားတွေဖြစ်ပြီးပုံကျဲတိုက်ခိုက်ခံရတဲ့နေရာ၃နေရာမှာနေရာရဲ့အခြေအနေကိုပဲဖက်ဒရယ်ဖန်ကတီးပြနိုင်ပါသေးတယ်။ ပြီးခဲ့တဲ့ဩဂလ18ရက်နေ့ကလည်းမော်ကြီးဒေသကိုစစ်ကော်မရှင်တပ်ကလေရင်နဲ့နှစ်ကြိမ်ပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ကလေးပါဝင်ဒေသခံပြည်သူ18ဦးထပ်မံနေတည်ဆုံခဲ့ရပါတယ်။နောက်ဆုံးအနေနဲ့တအန်းဒေတာရင်းတရင်တွေကိုတင်ဆက်ပေးချင်ပါသေး SSPB SSC ထိန်းချုပ်ဒေတာ မိုင်းနောင်နဲ့ JT မြို့နယ်တွေမှာကြားဖြန့်လုပ်ကန်လုပ်ကိုင်းသူအများပြားရောက်ရှိလာနေတယ်လို့စုံစမ်းသိရှိရပါသေး။ရှမ်းပြည်နယ်တောင်ပိုင်း SSPB SSC ထိန်းချုပ်နယ်မြေမိုးနောင်မြို့နယ် ဘိုင်းလင်းရွာဘက်နဲ့ကျေးတီမြို့နယ်မိုင်းကောင်တော်ဆွမ်းတိုင်းနယ်ဝမ်မော်ရွာတွေမှာကြားဖြန်လောက်ကင်သူတွေထောင်ထဲချီရောက်ရှိနေတာဖြစ်ပါတယ်။အဲ့ဒီကြားဖြန်လောက်ကင်သူတွေဟာတရုတ်လူမျိုးတွေဖြစ်ပြီးဒေသခံတွေစီမားဈေးလာဝယ်မှသိရတာဖြစ်ပြီးတော့ငွေအုံဖြုံအရန်တုံနိုင်တဲ့အတွက်ဒေသခံတွေကဈေးကောင်းကောင်းရနိုင်တယ်လို့သိရပါတယ်။ကြားဖြန်လောက်ကင်သူတွေထောင်ချီရောက်ရှိလာလို့ဒေသခံတွေကသားသမီးတွေပျက်စီးမှာကိုစိုးရိမ်နေရတယ်လို့ဆိုပါတယ်။ SSPB ထိန်းချုပ်နယ်မြေမှာရောက်ရှိလာတဲ့အကြဖြန့်လောက်ကင်သူတွေဟာ SSPB ဖွဲ့ကမသိပဲမနေဘူး။သူတို့ကာကွယ်ပေးနေတာလို့ဒေသခံတွေကပြောဆိုထားပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ23ရက်နေ့ SSPB ရဲ့ပြစ်စမကျင်းပါတီကွန်ဂရက်ဆွန်ပြတ်ချက်မှာမိမိတို့ဒေသမိမိတို့ထိန်းချုပ်နယ်မြေအင်းနီးချင်းနိုင်ငံပါဝင်ဒေသတွေနိုင်ငံများနဲ့နိုင်ငံတကာတိုက်ဝန်ကြိုးစည်းဝါကိုထိခိုက်စေမဲ့ အွန်လိုင်းငွေကြေးလိမ်လည်မှုများမရှိစေရန်နှင့်ငွေစွာကင်းစင်ပပျောက်ရေးတို့ကိုထူးချက်မှဆောင်ရွက်မယ်လို့ထုတ်ပြန်ပြောဆိုထားပါသည်။နိုဝင်ဘာလ18ရက်နေ့ကနေစပြီးမြောက်ပြည်မြို့နယ်စပ်မှာကြားဖြတ်တွေကိုနှိမ်နင်းနေပြီးလက်ရှိမှာ ရှမ်းပြည်နယ်ဘက်ကို ပြန့်နှံ့လာတာတွေအများကြီးရှိနေတာဖြစ်ပါသည်။တောင်ကြီးတောင်တိုင်းဘွဲတော်ပြီးမှမိဘုံပြန်ကွင်းမှာကြံရင်ခဲ့တဲ့ဆွန့်ဖြစ်ပစ္စည်းတွေကနေတဆင့်ရင်ကောင်းတွေများလာတာကြောင့်ဘေးပတ်ဝန်ကျင်နေအိမ်နဲ့ အိမ်ဆိုင် စားတော့ဆိုင်တွေမှာပြန့်နှံ့လာကြတယ်လို့သိရပါတယ်အဲ့လိုပြန့်နှံ့လာတာကြောင့်ဒေသခံတွေကကျန်းမာရေးထိခိုက်လာမှာကိုစိုးရိမ်နေကြပါတယ်ဘွဲကန်ထရိုက်ကဆွန့်ပစ်ပစ္စည်းတွေရှင်းတဲ့နေရာမှာဒေသမလုပ်တယ်လို့စားခြင်းစားကြံတွေကနေလောက်တွေထွက်လာတယ်လို့ဒေသခံတွေကပြောပါတယ်အဲ့လောက်တွေကနေတဆင်ရင်ကောင်းတွေပေါက်ဖွာလာပြီးဘေးဘဝန်ကျင်နေအိမ်တွေစားတော့ဆိုင်တွေကိုပြန့်နှံ့လာတာဖြစ်ပါတယ်အဲ့ဒီရင်ကောင်းတွေဟာနေအိမ်ထဲစားတော့ဆိုင်တွေအပြင်လမ်းမပေါ်မှာလည်းအလွန်များပြားတဲ့အပြင် ပွဲတွင်းမှာရှိတဲ့စာချုပ်စာချက်တွေကြောင့်ကြွက်တွေလည်းများလာလို့ယောဂဖြစ်မှာဆိုရင်းကြတာဖြစ်ပါတယ်။တောင်ကြီးမြို့တစောင်းတိုင်းမိဘုံပြန်ပွဲကိုပြီးခဲ့တဲ့အောက်တိုဘာ26ရက်နေ့ကနေနိုဝင်ဘာလ9ရက်နေ့အထိရက်တိုကျင်းပခဲ့တာဖြစ်ပါတယ်။ရွှေပြည်မြေတန်းတင်ဌာန The People Fight ခန္ဓာခေါင်းပိုးတင်ဌာနနဲ့ Greeny Chase Federal Fund တို့တင်ဆက်တဲ့တပတ်တွင်တန်ပိုး Greeny တည်င်ပူပေါင်းထုတ်လွှင့်မှုကိုကြားခဲ့ကြတာပါကျွန်တော် Software Tree ပါ